မင်္ဂလာပါခင်ဗျာဆရာကြီးမြတ်တန်းတင်ဘာသာပြန်တဲ့လေလွင့်သူဝိတုအခန်း22ကိုတင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်ပြန်ဝင်လာသည့်အထိသူ့မျက်နှာကိုခေါင်းကြီးနဲ့အုပ်ထားအောင်မှာပဲအဲ့ဒါတေးကြတယ်ကျွန်တော်အနားမှာရှိမရှိလဲသူကြည့်မှာမဟုတ်ဘူးကျွန်တော်ကဂရင်နာပြန်လာပြီးသူ့ဘေးဝင်ထိုင်လိုက်တော့ဖီဖီဟာမျက်နှာကိုတစ်ဖက်ကိုလှည့်ထားလိုက်တယ် ကျွန်တော်ကိုမခေါ်ခြင်းဘူးဆိုတဲ့သဘောပေါ့လေမြေအောက်ယထာပေါ်မှာအားကစားပစ္စည်းတွေမေ့ကြံခဲ့လို့ကျွန်တော်ကိုပင်စေချောင်းကလှံပြစ်အဖွဲတစ်ဖွဲလုံးကဝိုင်းပြီးတပိတ်မှောက်ကြတယ်လို့ပေါ့ His weather figure အသက်ဘယ်လောက်ရှိပြီလဲဟင်ညီမလေးစာထဲမှာသူ့အကြောင်းထည့်ရေးလိုက်တယ်မဟုတ်လားအဲ့ဒီစာတော့ကိုကိုတရီလက်ဆွဲအိတ်ထဲမှာပါလာသေးတယ်ထင်တယ်လက်ဆွဲအိတ်ကတော့ဘူတာယုံမှာထားပစ်ခဲ့တယ် ကိုကိုကိုဖေဖေကတတ်မှာကိုလူရေဒီကောင်မလေးဟာတခုခုကိုဆွဲမိပြီဆိုရင်အဲ့ဒီတခုခုကိုပဲဆွဲနေတော့တာပဲဗျတတ်တော့မတတ်ပါဘူးအလွန်ဆုံးလှုပ်ရင်စူပူကျင်းပေါင်းပြီးစစ်ကြောင်းကိုပို့လိုက်ရုံပေါ့သူဒါပဲလုံးမှာပါကိုကိုကလည်းဒီမှာမနေပါဘူးလစ်မှာပါကိုလိုရာဒိုကမြင်းကြံမှာသွားပြီးအလုတ်လုံးမှာပါ ဟင်းရေစရာကောင်းလိုက်တာကိုကိုကမြင်းကြောကုန်းဘော်ကိုများတက်နိုင်လို့လားဘာဖြစ်လို့မတက်နိုင်ရမှာလဲတက်နိုင်တာပေါ့မြင်းစီတာများဘာခက်တာလိုက်လို့2မိနစ်လောက်တင်လိုက်ရင်ရတာပဲဥစ္စာတော်စမ်းပါကွာပလတ်စတာကြီးကိုခွာမနေစမ်းပါနဲ့သူ့လက်မောင်းကပလတ်စတာကိုခွာနေတာနဲ့ကျွန်တော်ကပြောလိုက်တယ်စပင်းကဘယ်မှာညှက်လာတာလဲ ကျွန်တော်သူ့စပင်ကိုကြည့်လိုက်တယ်စပင်ကတိတ်တိုလွန်းတယ်လीဘယ်ဆိုင်ကညံ့ညံ့ကိုကိုအပူမဟုတ်ပါဘူးဒီကောင်မလေးဟာจิตတေလေးရဲ့ဗျခုလဲဘာသာတိုင်းမှာကြာလာပါပြီညီမလေးသိပါတယ်အော်ပြောရင်ဆိုရင်ဒီကောင်မလေးဟာတော်တော်ခက်နေပါကလားလူကသာခလေးရှိသေးတယ်လေတံကတကယ်ចောင်းဆ iam မကြီးရဲ့လေတံမျိုး ဘာသာတိုင်းမကြပါဘူးအင်္ဂလိပ်စာမှာအောင်ပါတယ်လို့ပြောပြီးကျွန်တော်စိတ်တူလာတာနဲ့သူ့ကိုလိန်ဆွဲလိုက်တယ်ဒါဖြင့်ကိုကိုဘာဖြစ်လို့ကျောင်းကဆော့ပြီးပြန်လာတာလဲဘာဖြစ်လို့ကျွန်တော်တုံညကြီးရလာတယ်လဲလို့မေးနေတယ်သူဒီလိုမေးတော့ကျွန်တော်စိတ်ညစ်တယ်ဗျာညီမလေးကိုကိုကိုဒါတွေမမေးနဲ့ကွာကိုကိုမကြိုက်ဘူးဘာဖြစ်လို့တုံညကြီးရတယ်လဲဆိုတာကတော့ အเจ้าတွေအများကြီးပဲအเจ้าပေါင်းတသိန်းလောက်ရှိတယ်ပင်စေเจ้าကအញ្ញံဆုံးเจ้าကိုကိုနေခဲ့တဲ့မြအเจ้าတွေထဲမှာဒီเจ้าလောက်ညံ့တာတเจ้าမှမတွေ့ဘူးသေးဘူးเจ้าသားတွေကလည်းဟန်းကြီးပဲပြီးတော့ဇိုက်လည်းမကောင်းဘူးဒီလောက်ဇိုက်ညံ့တဲ့ကောင်းတွေကိုတခါမှမတွေ့ဘူးဘူးတယောက်ယောက်အခန်းမှာစုပြီးအရက်ဝိုင်းတို့ဘာတို့ဖွဲ့ရင်စေးသမားတို့ဝက်ချန်တူးတဲ့ကောင်းတို့မလာရဘူးဆိုပြီးတခါတော့ဘာတို့ဖွဲ့မပေးဘူး သူတို့အခန်းထဲကိုဝင်မယ်ဆိုရင်အခန်းတကားကိုအတွင်းကတော့ခတ်ထားတယ်သူတို့ကသူတို့ဘာသာကြိတ်ဝိုင်းလေးတွေလုပ်တယ်ကိုကိုကြတော့မလာရဘူးတဲ့ကိုကိုတငယ်ချင်းဝက်ချန်ထူထူနဲ့အက်ဒလီဆိုတဲ့ကောင်ရှိတယ်အဲ့ဒီကောင်ဆိုရင်သူတို့ဝိုင်းထဲကိုဝင်ညင်တယ်ဒါပေမဲ့ဝင်ငွင့်မပေးဘူးအเจ้าကဒီကောင်ကစကားများလို့တဲ့ဝက်ချန်ထူလို့တဲ့ကိုเจ้าအเจ้า မကောင်းပြောရတာမကောင်းပါဘူးကွာအလကားเจ้าမှာကျွန်တော်ကကျွန်တော်တို့ပင်စီเจ้าမကောင်းเจ้าပြောပြတယ်เจ้าမကောင်းเจ้าပြောရရင်ကျွန်တော်အာတွက်နေတယ်လीကိုကိုတို့เจ้าမှာတော်တဲ့เจ้าဆရာနှစ်ယောက်ရှိတယ်ဒါပေမဲ့အဲ့ဒီเจ้าဆရာတွေကလည်းတိတ်ဂိုက်များတာပဲဆရာစပင်စာဆိုတဲ့ဆရာတယောက်ရှိတယ်သူမိမကတော့ကိုကိုတို့ចောင်းသားတွေទွားရင်ချောကလက်တို့ဘာလို့ဖြောတိုက်ပါတယ် သဘောကောင်းတာဆိုလို့သူတို့လင်မယားလောက်ပဲရှိတယ်။ဒါပေမဲ့တမိုင်းတင်တဲ့အခန်းကိုចောင်းအုပ်ကြီးရောက်လာပြီဆိုရင်မင်းမြင်စေချင်တယ်ကွာဆရာကြီးကစာတင်ကန်းနောက်ကိုအตาဝင်လာပြီးသူတနာတွေကိုအကြာကြီးနားထောင်နေတော့တာပဲတော်တော်နဲ့မပြန်ဘူး။လာပြီးထိုင်နေယုံနေဆိုရင်တော်သေးတယ်ဆရာကြီးကအตาလေးမနေဘူး။စာတင်နေတဲ့နေရာကိုဝင်လာပြီး ရှာစပင်စာတင်တဲ့သင်ကန်းစာတွေထဲမှာရဲစရာတွေများလွန်းတယ်ပြက်လုံးတွေကိုမပြောပါနဲ့လို့ပေါ်တင်ကြီးဆူတော့တာပဲအဲ့ဒီအခါကျတော့ရှာစပင်စာကလည်းတလုံးမှ ပြန်မပြောရဲဘူးကွတပြဲလေးနဲ့ရက်နေတာပဲဆရာကြီးကသူ့ကိုယ်သူမင်းသားကြနေတာပဲတောက်လာကားပါကွာကိုကိုကလည်းစကားပြောရင်ကောင်းကောင်းပြောပါဆဲတဲ့စကားတွေကိုပြောပါနဲ့ အဲ့ဒီကြောင်းမျိုးသွားနေရရင်မင်းလဲစိတ်ပြတ်မှာပဲပြီးတော့ကျောင်းသားဟောင်းများ နေဆိုတာလည်းရှိသေးတယ်အဲ့ဒီနေ့ကျရင်ဟိုတုန်းကပင်စိကျောင်းသားဟောင်းကြီးတွေရောက်လာပြီးသူတို့သားမယားတွေသားသမီးတွေမျိုးတွေနဲ့လာတက်ကြတယ်ကျောင်းဝင်ဒီကျောင်းလုံးသူတို့ကြီးပဲကျောင်းသားဟောင်းကြီးတယောက်ရှိသေးတယ်အသက်50လောက်ရှိပြီတခါကျတော့ကိုကိုတို့အခန်းကိုလာတကားခောက်ပြီးအင်းသာတက်ပြရစေလို့ခွင်တောင်းတယ်ကွာ အင်တာကကော်ရီဒါအစုံးမှာရှိသားပဲဘာခွင့်တောင်းစရာလိုသလဲဘာဖြစ်လို့လာခွင့်တောင်းမှန်စဉ်းစားလို့မရဘူးသူကဘာပြောတယ်ထင်တယ်လဲအင်တာနိုင်ငံမှာ သူ့နာမည်ထိုးထားတာရှိတယ်တဲ့အဲ့ဒီနာမည်ထိုးထားတာလေရှိသေးသလားလို့ကြည့်ချင်လို့တဲ့ဒါနဲ့ကိုကိုနဲ့တကယ်ချင်းတယောက်ကအင်တာကို လိုက်ပို့ရပြီအင်တာတကားတွေကိုသူကြည့်ပြီးသူ့နာမည်လိုက်ရှာနေတာကိုထိုင်ဆောင်နေရတာပေါ့ကွာ ကြည်စားမအောင်ကွာဒီအိမ်သားတကားတွေဘောမှာသူ့နာမည်ထိုးထားခဲ့တာအနည်း90တရာလောက်ရှိရမယ်ခုမှဓာတ်ရွေရှိသေးသလားလို့ကြည့်ကျင်လို့တဲ့ပြီးတော့အဖိုးကြီးကသူ့နာမည်ကိုရှောက်ရှာနေတာအေးရှာတာမဟုတ်ဘူးသူတို့ခေတုန်းကเจ้าမှာဘယ်လိုနေရထိုင်ရတဲ့အကြောင်းเจ้าသားဘဝဟာအပျော်ဆုံးဖြစ်တဲ့အကြောင်းကိုကိုတို့လည်းရှေ့အနာကအတွက်စူးစမ်းတဲ့ညောင်းဘာကြောင့်ညာကြောင့်ရှူးနေလိုက်တာကွာတော်တော်နဲ့မဆုံးနိုင်တော့ဘူး ကိုကိုပြင်းစိတ်ညစ်လိုက်တာအဖိုးကြီးကစိုးတော့မစိုးပါဘူးမစိုးဝင်မဲ့အလိုက်မတိတစ်ဖက်သားကိုရှောက်လက်ချာတွေပေးနေတော့စိတ်ညစ်တာပေါ့ကွာစိုးတဲ့လူမတစ်ဖက်သားကိုစိတ်ဆင်းရဲအောင်လုပ်နိုင်တာမဟုတ်ဘူးကောင်းတဲ့လူတွေလည်းတစ်ဖက်သားကိုစိတ်ဆင်းရဲအောင်လုပ်နိုင်တာပဲညီမလေးစဉ်းစားကြည့်လေသူ့ဘာသာအိမ်သားတကားပေါ်မှာထွင်းထားတဲ့နာမည်ကိုရှာချင်းရှာပါလားခုတော့လိုက်ပြတဲ့လူကိုမှအာမနာအကြာကြီးရှိနေတော့စိတ်ညစ်တာပေါ့ ဒီထဲမှာသူကအေးအေးဆေးဆေးနဲ့ပြောရင်တော်သေးတာပေါ့သူ့မှာဖြင့်အမြင့်ကြီးကိုတက်လာရလို့ဟောဟဲလိုက်နေပြီအသက်ကိုတော့မှန်မှန်မရှိနိုင်တော့ဘူးဒီကြားရက်ကနေပြီးရှင်းနေတာပိုစိတ်ညစ်တာပေါ့ကွာဒီထဲမှာသူ့နှာခေါင်းကအသက်ရှူရလို့ပွားစီပွားစီဖြစ်နေသေးတယ်ကိုကိုဖြင့်တောက်ပင်စေချောင်းကိုတခါတည်းစိတ်ပြတ်သွားတာပဲဒါကိုကိုတို့ကိုเจ้ามณีจินเอาลงนี่ล่ะกว่า ကိုကိုမပြောတတ်ဘူးကွာတောက်ပင်စီเจ้ามาနေရထိုင်ရတာကိုကိုကိုစိတ်ညစ်တယ်ကိုကိုမပြောတတ်ဘူးညီမလေးကဘာပြောလိုက်မှမသိဘူးတခုခုတော့ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်တဲတဲကွယ်ကွယ်မကြားလိုက်ဘူးသူကခေါင်းအုံးပေါ်မှာမျက်နာကိုတစောင်းအပ်ထားရင်ပြောလိုက်တော့ဘလုံးမွှေးဖြစ်နေတာပေါ့ပဲကြားပါမလဲခေါင်းကြီးဖယ်ပြီးတေးသေးချာချာပြောစမ်းပါကွာ ကိုကိုဘာမှမကြိုက်ရဘူး။ဒါဖြင့်ကိုကိုကပင်စေချောင်းကိုမကြိုက်ဘူးဆိုပါတော့သူဒီလိုပြောလိုက်တော့ကျွန်တော်ကပူပြီးစိတ်ညစ်သွားတယ်။ဟုတ်တယ်မကြိုက်ဘူးနည်းနည်းလေးမှမကြိုက်ဘူး။အဲ့ဒီအเจ้าတွေမမင်းနဲ့ဘာဖြစ်လို့ရှောက်မင်းနေရတာလဲ။ဟုတ်ပါတယ်ကိုကိုကဘယ်เจ้าကိုမှကြိုက်မှာမဟုတ်ပါဘူး။လောကကြီးတစ်ခုလုံးမှာကိုကိုမကြိုက်တာတွေကြီးပဲမဟုတ်လား။ဟေ့ ကိုကိုကြိုက်တာရှိတယ်ကွာအရန်ရန်နေမပြောနဲ့ကြိုက်တာရှိတယ်ကိုလူရဒီကောင်မလေးနဲ့စကားပြောရတာတိတ်စိတ်ကုန်စရာကောင်းတာပဲကိုကိုမကြိုက်ပါဘူးကြိုက်တာရှိရင်တခုပြောလေပါတခုပြောဟုတ်လားကိုကိုကြိုက်တာတခုဟုတ်လားကောင်းပြီကိုကိုပြောမယ်ဒါပေမဲ့ခတ်တာကဘာကိုပြောရမှမသိဘူးတခါတလေမှမှွန်ထူနေတော့ကိုကြိုက်တာဘာလဲဆိုတော့မေ့တိတိဖြစ်နေတတ်တယ် ဘာလဲကိုကိုကြိုက်တာပြောရမယ်ဟုတ်လားသူကဘာမှပြန်မဖြေဘူးအဲ့ရအစုံမှခွေနေတော့ကျွန်တော်နဲ့မိုင်မောင်းများစွာဝေးနေတယ်လို့ထင်ရတယ်ပြောလေဘာပြောရမှာလဲကိုကိုကြိုက်တာကို ပြောရမှာလားဟုတ်တယ်ကြိုက်တာတခုပြောကောင်းပြီပြောမယ်ဒါပေမဲ့ဘာမှစဉ်းစားလို့မရဘူးဗျာကျွန်တော်ကောင်းတဲ့ပေါ်လာတာကတော့ ကျင်ချင်းတော်လေးလက်ဆွဲပြီးအလူခံနေတဲ့သီလရှင်နှစ်ပါးအထူးသဖြင့်တမဏိဂိုင်းမျက်မှန်ကလေးတက်ထားတဲ့သီလရှင်ရဲ့ပြီးတော့အတန်ကြောင်းတော့ကကျွန်တော်နဲ့တန်းန်းနဲ့နေခဲ့တဲ့ဂျိမ်းကာဆယ်ဆိုတဲ့ကောင်ရဲ့သူတို့နှစ်ယောက်ပဲခေါင်းထဲပေါ်လာတယ်အတန်ကြောင်းမှနေတော့ကဂျိမ်းကာဆယ်ဆိုတဲ့ကျွန်တော်အတန်းသားတစ်ယောက်ရှိတယ်ဒီကောင်ဟာကိုပြောတဲ့စကားကိုဘယ်တော့မှပြန်မယုတ်သိမ့်ဘူးအဲ့ဒါကျွန်တော်တိတ်သဘောကျတယ် တခါတော့ကာဆယ်က stay by ဆိုတဲ့ကောင်ဟာဘွေမြင့်တယ်လို့ပြောမိတယ်။အဲ့ဒါကို stay by ရဲ့အောက်တန်းစားအပေါင်းအသင်းတွေကကြားသွားပြီးသွားပြောတယ်။အဲ့ဒီတွင် stay by နဲ့သူ့ဂျဘိုးတေလေးအပေါင်းအသင်း6ယောက်လောက်ကာဆယ်အခန်းထဲကိုဝင်သွားပြီးအခန်းတကားကိုတော့ပိတ်မင်းပြောတဲ့စကားကို ပြန်ရုပ်သိမ်းလို့အတင်းပြောကြတယ်။ကာဆယ်က "तू ပြောတဲ့စကားကိုမရုပ်သိမ်းဘူး" ဒီရင်ကာဆက်ကိုဒီကောင်တွေကအုပ်နဲ့ဝိုင်းထိုးကြတယ်ဒီကောင်တွေမတရားလုပ်ပုံတော့လွန်နေဗျာပြောရမှာတော့ကျွန်တော်ဖြင့်ဆက်ဆုပ်တယ်ဒါပေမဲ့ကာဆယ်ဆိုတဲ့ကောင်ဟာတော်တော်တက်တီကောင်းတဲ့ကောင် သူပြောတာကိုနည်းနည်းလေးမှမတောင်းပန်ဘူးတကယ်ကတော့ကာဆယ်ဟာပိန်ပိန်လေးရယ်လက်မောင်းကခဲတံလုံးလောက်ပဲရှိတယ်ဒီကောင်တွေဝိုင်းထိုးတာကိုမခံနိုင်တော့သူပြောတဲ့စကားကိုတော့မယုံသိမ်းဘူး brain box ကနေခုန်ချတယ် ဲ့ဒီတုန်းကကျွန်တော်ကရေချိုးကန်းထဲမှာရေချိုးနေတယ်။ရင်းမောက်အပင်ဘက်မှာဘုတ်ဆိုတဲ့ကြာတန်ကြီးကြားလိုက်ရလို့ကျွန်တော်ကရေဒီယိုတို့ဇပွဲတို့များကြားလာသလားလို့ထင်လိုက်မိသေးတယ်။ဒီလောက်မြင့်ကြီးကခုံချလိုက်မယ်လို့ဘယ်သူထင်မလဲဗျ။ဒီတော့စတေဘိုင်းရဲ့ကောင်တွေကကော်ရီဒါအတိုင်းပြေးလာကြပြီးအောက်ထပ်ကိုဆင်းသွားကြတယ်။ကျွန်တော်လည်းမျက်နှာတော့ဘွားကိုခါပတ်ပြီးရေချိုးကန်းထဲကနေအောက်ထပ်ကိုပြေးဆင်းလာခဲ့တယ်။ ကာဆယ်ကအောက်ကကြောက်တုံးလှေကားရင်းမှာခွေခွေလေးလဲနေတယ်အသက်မရှိတော့ဘူးလေ။သွားတွေလည်းကျွတ်ထွက်လို့သွေးတွေကလည်းမြင်မကောင်းဘူးဗျာဘယ်သူမှ အနားမကပ်ရဲကြဘူး။သူကလေချက်ဆွေတာလေးကိုဝစ်လို့ကျွန်တော်ငားထားတဲ့ဆွေတာလေးဒီကောင်တွေကိုเจ้าကထုတ်ပြစ်လိုက်တာပဲရှိတယ်ထောင်ထဲလို့ဘာလို့မပို့ကြဘူး။ကျွန်တော်စဉ်းစားရင်ကာဆယ်ကို အမှတ်ရလာတယ် ်ချင်းချင်းလေးနဲ့အလူခံနေတဲ့သီလရှင်လေးနှစ်ပါးနဲ့အတန်ကျောင်းတော့ကတွေ့ခဲ့တဲ့ကာဆယ်ကို အမှတ်ရလာတယ်။အမှန်ကတော့ကာဆယ်ကိုကျွန်တော်ကောင်းကောင်းသိတာမဟုတ်ဘူး။ဒီကောင်ကစကားလဲနေတယ်။သင်္ချာမှာကျွန်တော်နဲ့တခန်းနဲ့ကြားတယ်ဒါပေမဲ့တယောက်နဲ့တယောက်အဝေးကြီးပါ။အခန်းထဲမှာထပြီးလက်ညှိုးထောင်တာတို့သင်မုံကြီးနဲ့တွားပြီးထွက်ပြတာတို့ကိုတခါမှလောက်တာမမြင်ဘူး။သူနဲ့လဲကျွန်တော်တခါပဲ စကားပြောဘူးလေ။ အဲ့ဒါကလည်းကျွန်တော်မှရှိတဲ့လေကျဆွဲတာကလေးကို သူလာငားတော့ငါပြောဘူးတာကျွန်တော်စီဆွဲတာလာငားတော့ကျွန်တော်အံ့အားသင့်သွားတယ်ဗျာအဲ့ဒီတော့ကကျွန်တော်ကရေချိုးကနားမှာသွားတိုက်နေတယ်သူ့ကိုဝမ်းဝဲတယောက်နဲ့မြို့တယ်သွားမှာမို့ကျွန်တော်လေကျဆွဲတာကိုငှားပါတဲ့ကျွန်တော်မှဒီဆွဲတာလေးရှိတာသူဘယ်နဲ့လုံးများသိနေသလဲမဆိုနိုင်ဘူးကျွန်တော်သိတာကတော့အတန်းထဲမှာနာမည်စီးရင်ခေါ်ရင် သူ့နာမည်ကကျွန်တော်နာမည်ရှိရောက်နေတာပဲသိတာ Kevel Castle Coffee ဆိုပြီးအခရာစဉ်အလိုက်ခေါ်တာကိုအမှန်ပြောရရင်တော့သူနဲ့ကျွန်တော်မှမသိတာဆွတ်တာကိုမငားပဲနေလိုက်အောင်မလို့ပဲညီမလေးကဘာလို့ပြောနေမှမသိဘူးပြောနေတယ်ကျွန်တော်မကြားဘူးဘာရဲ့ကိုကိုကြိုက်တာတခုတောင်တွေးလို့မရဘူးမဟုတ်လားရပါတယ် ဒါဖြင့်ကိုကိုကြိုက်တာတခုပြောလေညီလေးအယ်လီကိုကြိုက်တယ်ပြီးတော့ခုကိုကိုလုံနေတယ်လို့လုံနေတာမျိုးကိုကြိုက်တယ်ခုလိုညီမလေးနဲ့ထိုင်ပြီးစကားပြောရတာမျိုးပေါ့ဟာအယ်လီကရှိမှမရှိတော့တာကိုကိုကဒါရိုကြီးပြောနေတာမရှိတော့တာကိုသွားပြောနေလို့တော့ဟုတ်တယ်လေမရှိတော့မရှိဘူးပေါ့ငါသိပါတယ်ဒါပေမဲ့ငါခုထိညီလေးကိုသဘောကျတော့မယ် မရှိတော့ကောသဘောမကျရဘူးလားလူတယောက်တည်သွားတာနဲ့သူ့ကိုဆက်ပြီးသဘောမကျရဘူးတဲ့လားငါဖြင့်နင်ပြောမှာပဲကြားဘူးတော့တယ်အထူးသဖြင့်တည်သွားတဲ့လူက ခုရှင်နေတဲ့လူတွေထက်အများကြီးကောင်းနေရင် သူတို့ကိုပဲသဘောကျမှာပေါ့ညီမလေးဖီဖီဟာဘာမှဆက်မပြောတော့ဘူးသူ့မှာနောက်ထပ်ဘာမှစဉ်းစားစရာမရှိတော့ရင်ညီမလေးဟာဒီလိုပဲဗျဘာမှဆက်မပြောတော့ဘူး ပြီးတော့ခုလိုနေရတာကိုသဘောကျတယ်ညမလေးနဲ့ထိုင်ပြီး စကားပြောရတာမျိုးဆိုပါတော့ရှေးဟောင်းနှောင်းပြစ်တွေကို ပြောရတာမျိုးပေါ့ဟာအိုဒါကတကယ်ဟာမှမဟုတ်တာအလကားဟာတွေဒါလည်းတကယ်ဟာပေါ့ဟာဘာဖြစ်လို့အလကားဟာရမှာလဲလူတွေကတော့ဘယ်ဟာကိုများ တကယ်ဟာလို့ထင်ကြလို့လဲဘယ်ဟာကိုမှတကယ်ဟာလို့ထင်ကြတာမဟုတ်ပါဘူးငါကလည်း အဲ့ဒီလိုထင်တာမျိုးဆိုရင်တိတ်တောက်မြက်ကတ်တာတော်သားမှာစကားပြောရင်ဆဲတဲ့စကားကလည်းပါလိုက်ရတာကောင်းပြီဒါဖြင့်နောက်တစ်ခုပြောကိုကိုဖြစ်ချင်တာတစ်ခုပေါ့ကိုကိုဘာဖြစ်ချင်တယ်လဲတိတ်ပံပညာရှင်ကြီးလားဝိလုံကြီးလားငါကတိတ်ပံပညာရှင်ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးငါကတိတ်ပံမှမတော်တာဒါဖြင့်ဖေဖေလိုဝိလုံကြီးလိုပါတော့ကော ဝိလုံကတော့မဆိုးပါဘူးဒါပေမဲ့ဝိလုံကိုလည်းငါဝါသနာမပဘူးအပြစ်မရှိတဲ့လူတွေကိုကာကွယ်ပေးတာမျိုးကတော့ကောင်းပါတယ်ဒါပေမဲ့အမြဲတမ်းဝိလုံဆိုတာဒီလိုလုံနေရတာမှမဟုတ်တာဝိလုံဖြစ်လာရင်ဘာလုပ်မလဲပက်ဆန်ရှာမယ်ကောက်တီးရိုက်မယ်ဘရစ်ကစားမယ်ကားစီးမယ်မာတီနီတောက်မယ်ဟော့ရှော့ဂိုက်ဖမ်းမယ်ပြီးတော့အပြစ်မရှိတဲ့လူတွေကိုကာကွယ်ပေးတယ်ပဲထားအောင် ဒီလိုကာကွယ်ပေးတာဟာသူတို့စေနာရှိလို့လားဒါမှမဟုတ်နာမည်ကြီးကျင်လို့လားတရားရုံးကစင်းလာတာနဲ့တပြိုင်နက်လူတွေကဝိုင်းဝန်းဩဘာပေးတာခံကျင်လို့လားဒါမှမဟုတ်ရင်တောင်းမြစ်ကဆရာရုပ်ရှင်တွေတဲကလို့တရားရုံးကစင်းတာနဲ့တပြိုင်နက်သတင်းတောက်တွေဝိုင်းဝိုင်းလဲနေတာကိုခံကျင်လို့လားဒါတွေကြောင့်ဝိလုံဖြစ်ချင်တာမဟုတ်ဘူးလို့ဘယ်သူပြောနိုင်တယ်လဲဘယ်သူမှမပြောနိုင်ဘူးဟိတ်ထုတ်ချင်လို့လုံနေကြတာမဟုတ်ဘူးလို့ဘယ်သူပြောနိုင်တယ်လဲ ဘသူမှမပြောနိုင်ဘူးကျွန်တော်ပြောတာတွေကိုညီမလေးနားလည်သလားမလည်သလားတော့မသိဘူးသူကကလေးပဲရှိသေးတယ်မဟုတ်လားနားတော့ထောင်နေတာပဲဘာပဲဖြစ်ဖြစ်နားထောင်နေတယ်ဆိုရင်မဆိုးဘူးပေါ့ဖေဖေကတော့ကိုကုတ်ကိုတတ်မှာလို့သူကပြောနေတယ်ဒါပေမဲ့ကျွန်တော်ကတော့သူ့စကားတွေကိုမကြားတော့ဘူးလေကျွန်တော်တွေးနေတာကတခြားအကြောင်းကို တွေးနေတာ ကိုကိုဘာဖြစ်ချင်နေတယ်လဲသိရလားတကယ်လို့ကိုကိုမှာတောက်ကမြင်းညော့ထပြီးရွေးစရာရှိရင်ပေါ့လေဆဲတဲ့စကားတွေကိုမသုံးပါနဲ့လို့ပြောနေဟိုတချင်းလေးကိုညီမလေးရတယ်မဟုတ်လားဂျုံငင်းတဲ့ကို ဖြတ်လာသူတယောက်ကိုဖမ်းမိရင်ဆိုတဲ့တချင်းလေးလေဂျုံငင်းတဲ့ကိုဖြတ်လာတဲ့လူတယောက်ကိုဖမ်းမိရင်မဟုတ်ပါဘူးကိုကိုရာဂျုံငင်းတဲ့ကိုဖြတ်လာတဲ့လူတယောက်ကို တွေ့ရင်ပါတချင်းလည်းမဟုတ်ပါဘူး ရောဘတ်ဘန်းရဲ့ကြပြပါဟုတ်ပါတယ်ကြပြမန်းငါသိပါတယ်အမှန်ကတော့ तू ပြောတာဟုတ်တယ်ဗျဂျုံငင်းတဲ့ကို ဖြတ်လာသူတယောက်ကိုတွေ့ရင်တဲ့ तू ပြောမှပဲကျွန်တော်လဲသိတော့တယ်အသိပါဘူးလေငါကဂျုံငင်းတဲ့ကိုဖြတ်လာတဲ့လူတယောက်ကိုဖမ်းမိရင်လို့ပဲသိထားတာထားပါတော့လေအဲ့ဒီကြပြလေးကိုကိုကိုကြားရတော့ တိတ်ကျဲတဲ့ဂျုံငင်းကြီးထဲမှာခလေးတွေစော့ကစားနေကြတာကိုကိုကိုမြင်လာတယ်။ခလေးတွေမှအများကြီးပဲ ရားထောင်ချီနေတာပေါ့ကွာ။အဲ့ဒီဂျုံငင်းကြီးထဲမှာလူကြီးဆိုလို့တယောက်မှမရှိဘူးတဲ့။ကိုတယောက်တည်းပဲရှိတဲ့။ကိုကိုက တိတ်မြင့်တဲ့တောင်ကပီယံကြီးအစွန်းမှာရက်နေတယ်။ကိုကိုတာဝန်ကအဲ့ဒီတောင်ကပီယံအစွန်းနာကိုလာတဲ့ခလေးတွေကိုသွားဖမ်းမှုမလာအောင်လုပ်ဖို့ခလေးဆိုတာဟိုလျှောက်ပြေးဒီလျှောက်ပြေးပြေးတတ်တယ်မဟုတ်လား။ အန်အေတို့ဘာတို့ကိုမသိဘူးမဟုတ်လားဒီတော့ကိုကိုကသူတို့ကိုလိုက်ဖမ်းရမှာပဲဒီလိုနဲ့ကိုကိုဟာတောင်ကပီယံအစွန်းနားလာတဲ့ကလေးတွေကိုစောင့်ဖမ်းနေရတာပေါ့ဒါကြောင့်ကိုကိုဘာဖြစ်ချင်တယ်လဲလို့မေးရင်အဲ့ဒီဂျုံငင်းကြီးတဲ့မှာကလေးတွေကိုကဘာစွန်းနားမတော့အောင်လိုက်ဖမ်းတဲ့လူပဲဖြစ်ချင်တယ်ညီမလေးကတော့ကိုကိုယူနေတယ်လို့ထင်မှာပဲဒါပေမဲ့ကိုကိုသိပါတယ်ကိုကိုကတော့ ဒါမျိုးကိုပဲလှုပ်ချင်တယ်ယူရလို့ဆိုခြင်းဆိုပေါ့ကွာညီမလေးဟာတော်တော်ကြာကြာစကားမပြောတော့ဘူးပြောတဲ့အခါကျတော့လဲဘာပြောတယ်ထင်တယ်လဲဖေဖေသိရင်ကိုကုတ်ကိုတတ်မှာတဲ့တောက်ကြီးဆိုင်လို့တတ်တတ်ကွာအဲ့ဒီလိုပြောပြီးဂရင်စုံးကထလိုက်တယ်အဲ့တန်းเจ้าနှုံးကကျွန်တော်အင်္ဂလိပ်စာပြဆရာဖြစ်တဲ့ ရှာအန်တိုလီနီစီကို ဖုံးဆက်ဖို့စိတ်ကူးရလာတယ်။ရှာကအတန်ကျောင်းကထွက်ပြီး ခုတော့နယူးယောက်ကောလိပ်မှာလုပ်နေတယ်။ငါဖုံးဆက်လိုက်အောင်မယ်။ခုချက်ချင်းပြန်လာခဲ့မယ်။မအိတ်နဲ့အောင်။ကျွန်တော်အေခန်းတဲ့ကိုသွားနေတော့ तू အိတ်မပြောစီခြင်းဘူး။အိတ်အောင်မှာတော့မဟုတ်သေးပါဘူး။ဒါပေမဲ့တေးကြအောင်မှာပစ်ခဲ့တယ်။တကားနောက်ရောက်တော့ဖီဖီက ကိုကိုလို့လှမ်းခေါ်လို့ကျွန်တော်လှည့်ကြည့်လိုက်တယ်။ ဖီဘီဟာအိယာထဲမှာထထိုင်နေတယ်။ကျွန်တော်ညီမလေးကချစ်စရာလေး။ညီမလေးလေခုလေကျင်တက်တက်လာပြီ။လေကျင်တက်တက်အောင်ဖစ်လစ်ဆိုတဲ့ကောင်မလေးကသင်ပေးတာ။နားထောင်။ကျွန်တော်ကနားထောင်တယ်။လေကျင်တက်တန်လိုလိုဘာလိုလိုအတန်တော့ကြားလိုက်ရတာ။ဒါပေမဲ့တိတ်အကျယ်ကြီးမဟုတ်ဘူး။ကောင်းတာပေါ့လို့ကျွန်တော်ကပြောပြီးအကန်းနဲ့ရောက်တော့ ဆရာအန်တိုလီနီစီကိုတယ်လီဖုန်းဆက်တယ်